အတော့အကုန်လုံးဟိုကောင်းမြတ်တာကိုတောင်းတတာဖြစ်တဲ့အတွက်ကြောင့်ဘုန်းတို့လည်းပဲလောက်ကြည့်တာပေါ့နော်5မိနစ်လောက်10မိနစ်လောက်တရားလေးမှတ်ကြည့်အောင်နော်မကောင်းတဲ့စိတ်မဖြစ်အောင်ကောင်းတဲ့စိတ်ဖြစ်အောင်လက်တွေ့ကြိုးပမ်းအထောက်ကြည့်မယ်ဆိုတဲ့သဘောလေးဟုတ်လားခန္ဓာကိုယ်လေးကိုတက်တောင်းတက်တာလေးထားပါမတင့်ကျက်ပြီးတော့မနေစေနဲ့ ခန္ဓာကိုယ်တင့်ကြပ်ပြီးတော့မနေဖို့လိုတယ်လို့စိတ်ကိုလည်းပဲတင့်ကြပ်ပြီးတော့မထားနဲ့တတောင်တတလေးကိုခန္ဓာရဲ့အကြောင်းဘလို့ဖြစ်နေလဲဆိုတာလေးကိုသိဖို့ကြိုးစားမယ်ဆိုတာထက်မပိုပါနဲ့။ဘာရခြင်းလဲဘာဖြစ်ခြင်းလဲမရှိပါနဲ့။ငြင်းအေးခြင်းလဲဆိုတာလေးတောင်မှလိုခြင်းတဲ့သဘောလေးဖြစ်မနေပါနဲ့။ငါစိတ်တွေဘလို့ဖြစ်နေတော့ငါခန္ဓာကိုယ်ဘလို့ဖြစ်နေတော့ဒါလေးကိုဖြစ်နေတာလေးကိုအခုလောလောဆယ်ဖြစ်နေတာလေး ဲဆိုပါဗျာခန္ဓာကိုယ်ရဲ့အကြောင်းကိုအမှန်ကန်သိဖို့ကြိုးပမ်းအထောက်အကူနေရာမှာအလွယ်ကူတော့ကနေစပြီးတော့သင်ပေးအဲ့ဒါပါလဲဆိုတော့အာနာပါနာဝင်လေထွက်လေအလွန်ထင်ရှားတဲ့ရှစ်ပေါ်လောင်ကိုလည်းလှုပ်ယူစရာမလိုတဲ့တကယ်တဘာဝတရားခန္ဓာကိုယ်ကြီးမှာအဓိကအကြဆုံးအစိတ်အပိုင်းကြီးတစ်ခုလို့တော့ဆိုနိုင်မယ်ထင်ပါဝင်လေထွက်လေ ီခန္ဓာကိုယ်ကြီးရှင်သန်နေဖို့မသေးဖို့အတွက်ဘုန်းတို့လေးအမြဲတမ်းလိုအပ်တယ်လေးရဲ့အပြောင်းအလဲအမြဲတမ်းလိုနေတယ်ဘုန်းတို့ခန္ဓာကိုယ်ကြီးရဲ့တဘာဝအလွန်ထင်ရှားပါတယ်နဲ့သတိမထားမိတော့မသိကြဘူးအစာအာဟာရလိုတယ်တရားကိုသုံးပါလောက်ထည့်ပေးရတယ် ရေလိုတယ်ခဏခဏတောက်ပေးရတယ်အဲ့ဒါတည်းပို့ပြီးတော့လိုတာကလေပဲတမိနစ်ကိုဘယ်နှခါလောက်ယူနေရလဲလေရဲ့လိုအပ်ချက်ခဏကိုကြီးနဲ့လေနဲ့ရဲ့ဆက်ဆက်မှုဒါကြောင့်ဝင်လေးထွက်လေးရဲ့နှိဆိုင်နဲ့အတိတ်ပဲကိုစဉ်းစားမိဖို့ဒါလေးကိုပြောတာအချိန်တိုင်းလိုနေတယ်သေရေးရှင်ကိုလိုနေတာမရရင်သေမှာ အဲ့ဒီလေးကိုရအောင်ရှူရတယ်။ပြီးရင်အတွင်းထဲကအညစ်အကြေးကိုအဲ့ဒီလေးနဲ့ပြန်ပြီးတော့ထိုးရတယ်။ကိုယ်ကသာတတိမထလို့မသိတာခန္ဓာကိုယ်ကြီးကရှင်သန်ဖို့အတွက်နားကြီးမရှိပဲနဲ့တလက်ဆက်အလုံးလုံးလေးဝင်အောင်လုပ်ရတယ်ထွက်အောင်လုပ်ရတယ်။အဆုံနဲ့နှာခေါင်းနဲ့အသက်ရှူလမ်းကြောင်းနဲ့အလုံးပေါင်းဆက်ပြီးခန္ဓာကိုယ်ကြီးရှင်သန်ဖို့အတွက်အလုံးဖြစ်အောင်တက်ညီလက်ညီလုပ်နေကြတယ်။ ြတ်စွာဘုရားသတိထားခိုင်းတာဝင်လေလေးဝင်သွားတယ်တိနေလိုက်ပါဘာလို့တိရမှာလို့လေးဝင်သွားတယ်လို့ပဲတိနေလိုက်ပါထွက်လေလေးထွက်သွားတယ်ထွက်သွားတယ်လို့ပဲတိလိုက်ပါထွက်သွားတဲ့ကိစ္စကိုအစအဆုံးတိလိုက်ပါနာဒီများကိုတိခိုင်းတာလည်းရှိတယ်ဝမ်းပိုက်ကိုတိခိုင်းတာလည်းရှိတယ်ရသော်ပြန်ဝင်လေလေးဝင်သွားရင်ဝင်သွားလေလို့တီးလို့ ွက်လေးလေးထွက်သွားရင်ထွက်သွားတယ်လို့သိလို့ဟောတယ်။ကြည်တော်ရှင်ဝေဘုရှိတော်ဘုရားကြီးရတော့ဝင်လေးထွက်လေးကြောင့်နာသီးပြားမှာဖြစ်ပေါ်သွားတဲ့ထိမှုသဘောကိုဒလဇက်တည်ခိုင်းပါလေ။မာဇီဆိုဘုရားကြီးရတော့ဝင်လေးထွက်လေးကြောင့်ဖြစ်ပေါ်နေတဲ့ဝမ်းပိုက်ရဲ့ဖောင်းမှုပိန်ကျသွားမှုဒါကိုလိုက်ပြီးတော့တည်ခိုင်းပါလေ။ကိုကြိုက်တာကိုလှုပ်တတ်တာကိုသဘောကျတာကိုလုပ်လို့ရတယ် အဓိကတော့ကိုယ်မှာဖြစ်နေတာကိုကိုသိနေဖို့ပါပဲသဘောထားမှန်မှန်လေးနဲ့ရှုမှတ်တတ်ဖို့စဉ်းဉဏ်တတ်ဖို့ပွားများတတ်ဖို့တော့အရေးကြီးတာပေါ့တရားထုတ်တယ်ဆိုတာကိုယ်ခန္ဓာအကြောင်းကိုအမှန်တမ်းသိအောင်လုပ်တာဖြစ်နေတဲ့သဘာဝတွေရဲ့အကြောင်းကိုအမှန်တမ်းသိအောင်လုပ်တာကိုကြားနေတာရှိတယ်ဘုံပြောနေတဲ့အတ္တ မျက်စိမိတ်တလားဆိုတော့မြင်တာတော့မရှိဘူး။ဒါပေမဲ့စိတ်ကတစ်ခါတည်းဟာတွေးနေတာရှိမယ်။ခန္ဓာကိုယ်မှာအနံ့အပြားထိနေတာလေးရှိမယ်။အနံ့ရတာအရသာတည်တာတော့ထင်ရှားမှာမဟုတ်ဘူး။ဉာဏ်တော်လေးချထားတော့အာယုံ၆ပါးမှာကြားလာရဲ့ထိလာရဲ့တွေးလာရဲ့ဒီသုံးမျိုးပဲတလဲတည်ထင်ရှားနေလိမ့်မယ်။ဒါသဘာဝတရားတွေ။ တတ္တဝါသဘောမဟုတ်တဲ့အကြောင်းအကျိုးဆက်ဆက်ပြီးတော့ဖြစ်ပေါ်နေတဲ့တတ္တသဘာဝတရားတွေအဲ့ဒီသဘာဝတရားတွေကိုအမှန်မသိလို့လိုချင်မှုဆိုတာဖြစ်တာအဲ့ဒီသဘာဝတရားတွေရဲ့အကြောင်းကိုအမှန်မသိလို့အကျဉ်းသမ်းမှုဆိုတာဖြစ်တာအတွေ့အကြုံတို့လည်းပြောလို့ရပါတယ်သဘာဝတရားတွေကိုမြင်နေကြတယ်အနံ့ရတယ်ရတာတည်တယ်တွေ့ထီတယ်တွေ့ကြတယ်ချမ်းသာတယ်ဆင်းရဲတယ် ဒါပုဂ္ဂိုလ်တတ္တဝါသဘောမဟုတ်တဲ့တက်တက်ကြောင်းကျိုးဆက်ဆက်ဖြစ်ပေါ်နေတဲ့သဘာဝတရားကြီးနေစာဒုက္ခတတ္တသဘောရှိတဲ့သဘာဝတရားကြီးအဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့ပဲဘုံဘုံတို့နားမလည်နိုင်မှုတွေကြောင့်လောဘဒေါသမောဟဆိုတာဖြစ်ရတာလောဘဒေါသမောဟဖြစ်လို့စိတ်တွေပူလောင်ရတာပင်မရတာဆင်းရတာကာယကံဝစီကံမနောကံတွေမှားကြရတာ မားလို့ဟိုအကျိုးဆက်ဖြစ်တဲ့ဒုက္ခတွေကိုဆက်ပြီးတော့သိမ့်ပိုက်ကြရတာဘဝတွေဆက်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 ပြီးတော့ဖြစ်နေကြရတာဒီသဘာဝတရားတွေကိုအမှန်မသိလို့မမောနေတာလိုချင်နေတာအဲ့ဒီမမောမှုလိုချင်မှုကြောင့်ဘဝအတိတ်တွေထထထထပြီးတော့ရတာဖြစ်တာအဲ့ဒီဘဝတွေဖြစ်တိုင်းဖြစ်တိုင်းဘဝဒုက္ခတွေကိုဘုံလို့ရင်ဆိုင်ကြရတာပူကြရမှာနားကြရမှာ သိကြရမှာ မသေးခင်မှာလောကဓာတ်အမျိုးမျိုးကိုတွေ့ရမှာကြုံရမှာအမျိုးမျိုးဘဝရဲ့ဒုက္ခတွေကိုခါစီးပြီးတော့ရင်ဆိုင်ကြရမှာခံကြရမှာဘဝရလာဘဝဒုက္ခခံရဘဝမလို့ရလာတော့ဒီဖြစ်ချင်းဆိုတဲ့ဘဝကိုပဲအမှန်မသိလို့ဘဝရဲ့နေခြင်းနဲ့ရခြင်းနဲ့ဖြစ်ခြင်းနဲ့ဆိုတဲ့ဘဝတဏ္ဍာကာမတဏ္ဍာဒီလိုလိုခြင်းမမောမှုတွေကြောင့်ဘဝဖြစ်ရဘဝဖြစ်လို့ဘဝဒုက္ခတွေခံစားရတယ် ဒါပါပဲအဲ့လိုမျိုးမဖြစ်အောင်ဖြစ်ပေါ်နေတဲ့တဘာဝတရားတွေအတွေ့အကြုံတွေကိုအမှန်သိအောင်ကြိုးစားတာအမှန်မသိကိလေသာဖြစ်မယ်ကိလေသာဖြစ်ကံဖြစ်မယ်ကံဖြစ်ရင်ဘဝရမယ်ဒါပဲကိလေသာဟောကာမဟောဝိပါကဟောစက်ကြီးသုံးခုလဲတယ်ဆိုတာဒါပဲအဲ့လိုမဖြစ်အောင်အမှန်သိအောင်ကြိုးစားတာအတွေ့အကြုံတဘာဝတရားတွေကိုဒါတွေဟာပါလေအမှန်အတိုင်းသိအောင် ကိုတင်ရင်လိုတင်တာမျိုးမဟုတ်ဖဲနဲ့ကိုတွေးရင်လိုတွေးတာမျိုးမဟုတ်ဖဲနဲ့ဖြစ်နေတဲ့အတိုင်းမှန်လေးလိုက်တည်အဲလိုတည်လို့ရှိရင်လောဘဒေါသမောဟတတင်ကငြိမ့်နေငြိမ့်မှများလို့ရှိရင်တဖြည်းဖြည်းနဲ့ငြိမ့်အောင်နေတတ်လာတယ်နောက်ကိုယ့်ရဲ့မြင့်မြတ်မှုတွေအကြီးအသေးမိလာတဲ့အချိန်မှာမဲ့ညာပုံညာရနိုင်တယ် အញ្ញံပူဉ္ဉံရရင်ကိလေသာကိုသူအရှင်းနဲ့သူအမြင့်ပြတ်ပဲတတ်နိုင်ကိလေသာကိုပဲတတ်နိုင်မှကံတရားအကောင်းဆုံးမျိုးမျိုးဖြစ်ပေါ်စေတဲ့ကံတရားကိုပဲတတ်နိုင်ရာရောက်ပြီကံတရားကိုပဲတတ်နိုင်မှအကျိုးရလဆင်းရဲဒုက္ခဆက်ကြီးရပ်မှာဒါအမြင့်မားဆုံးအနေထားကိုပြောတာပေါ့ဗောရန်လေးပြောမယ်ဆိုရင်လေငြိမ်းအေးမှုရရှိတယ်ပူလောင်မှုဖြစ်စေတဲ့အကြောင်းတရားတွေ ေရှားရာရောက်တယ်ကိုခန္ဓာမှာအာယုံလေးဆိုင်နေတဲ့လုံငန်းဘလောက်မြင့်မြတ်တယ်ဆိုတာဘလောက်ကြီးကျယ်တယ်ဆိုတာဘလောက်အကျိုးများတယ်ဆိုတာကိုဉာဏ်လောက်နဲ့မသိနိုင်ဘူးမသိနိုင်တော့အောင်ကြီးကျယ်တယ်မသိနိုင်တော့အောင်မြင့်မြတ်တယ်ဒါကြောင့်ယေရှုဘုရားဒါမဟာပုရိသယောက်ျားမြတ်တို့သာလေလုံနိုင်တဲ့အလုပ်လို့ဒီလိုတောင်းချီးမွမ်းတယ် ။ဒါကြောင့်ဝင်လေထွက်လေတွေအာယုံလေးစိုက်။ရိုးရိုးလေးပဲပေါပပပါလေးလို့ဝင်လေလေးဝင်သွားတယ်ဝင်သွားတယ်လို့တီးလိုက်ရုံပါပဲ။စိတ်ကလေးကိုဒီနားမှာရှိအောင်ထားရုံပါပဲထားလိုက်ရုံပါပဲ။တခြားကိုမတွေးပြဖို့ပဲအဓိက။တခြားကိုတွေးပြနေရင်ဒါကိုသိမှာမဟုတ်ဘူး။ဒါကိုသိနေရင်လည်းတွေးပြမှာမဟုတ်ဘူး။အတွေးနဲ့အတိနဲ့ကိုလဲတာလို့မဟာဘုရားရှင်ဆိုကြီးကတော့ရိုးရိုးရှင်းရှင်းပြောတယ် ကိုယ်တို့အလွန်သဘောကျတရားအထုတ်တယ်ဆိုတာအတွေးနဲ့အတိနဲ့လဲတာတွေးနေဒုက္ခရောက်ကိလေသာဆိုတာတွေးလို့ဖြစ်တာထုတ်လိုက်တာမတွေးဘဲဖြစ်မှာလို့တွေးတယ်ဆိုတာကိလေသာဖြစ်အောင်စိတ်ကအလုံးလုံးနေတယ်လို့ဘုံကထပ်ပြီးတော့အဓိပ္ပာယ်ဖွင့်ပြခြင်းတွေးတယ်ဆိုတာကိလေသာဖြစ်အောင်အလုံးလုံးနေတာအများစုပေါ့ရှိဘူးရပေါ့ကောင်းတဲ့ဘက်တွေးတာလည်းရှိပါတယ်တို့တော့ဘုဒ္ဓတဲ့ဘာဝတွေးပြီးရှိရင် ီလေလာဖြစ်အောင်တွေးတာပဲများပါတယ်။ဒါကြောင့်အတွေးနေရာမှာအတိအစားထိုးတာပမာဒရဲ့နေရာမှာအပမာဒကိုအစားထိုးတာဖြစ်တယ်လို့နေတဲ့အနေအထားမျိုးမှာအာယုံလေးဆိုင်ပြီးတော့အတိလေးကပ်ပြီးတော့နေတာအဲ့ဒီနှစ်ခုရဲ့ကွာချချက်အဲ့ဒီနှစ်ခုရဲ့အပြောင်းအလဲကအလွန်ကြီးကြီးတယ် ထွက်လေထွက်တိုင်းခန္ဓာကိုယ်မှာကြီးမားတဲ့ပြောင်းလဲမှုရှိတယ်။ကြီးမားတဲ့လှုပ်ရှားမှုရှိတယ်။ကြီးမားတဲ့မငြိမ်သက်မှုရှိတယ်။အဲ့ဒါတွေလည်းမြင်အောင်ကြည့်ရမယ့်အရာတွေပဲ။ဝင်လေးလေးဝင်သွားတယ်။ဝမ်းပိုက်ဖောင်းကြွားတာခန္ဓာကိုယ်ကြီးကကြွားတာ။လှုပ်သွားတယ်။ဒါတွေလည်းသိလို့ရတယ်။ထွက်လေးလေးထွက်သွားတယ်။အောက်ကိုငြိမ်ကြသွားတယ်။ပိန်ကြသွားတယ် သိနိုင်ပါတယ်။နာသီးပြားလေးအာယုံကပ်ပြီးတော့ဒလဇက်ပုတ်တိုက်ထိခိုက်နေတာလေးကိုပဲတတိချာလေးအာယုံလေးကပ်ပြီးတော့တီးပြီးတော့နေမယ်ဆိုရင်လည်းဖြစ်တာပါပဲ။ကိုယ်စိတ်ထဲမှာအဆင်ပြေသလိုကြိုးစားအထောက်ပါအဓိကတော့ကိုယ်ခန္ဓာမှာဖြစ်နေတာကိုအချိန်တိုင်းသိနေဖို့ပဲ။တစ္ဆက်ကမှာနှစ်ခါလောက်မြန်သိနိုင်အရန်ကောင်းပါ ိတ်တွေမဖြစ်အောင်ကြိုးပမ်းရရောက်တယ်။ကောင်းတဲ့စိတ်တွေဖြစ်ပေါ်အောင်ကြိုးစားရရောက်တယ်။ကိုယ်စိတ်ကိုဖြူစင်အောင်စေကြောရဖို့လျှော်ရလည်းရောက်တယ်။တတိတစ်ချက်ထားလိုက်တဲ့အဲ့အကောင်းမှုရှောင်ကောင်းမှုဆောင်ဖြူအောင်စိတ်ကိုထားဆိုတဲ့ဘုရားရှင်ရဲ့အဆုမကိုလိုက်နာပေးတာဖြစ်တယ်။အဲကြောင့်ဘုံတို့တစ်ချိန်တော့ဟောတတိုင်းရှိတယ်။မြတ်ဗျာအဆုံးမနဲ့တတိဤအစွမ်းဆိုပြီး လက်စွာပြာ45ပါးကာလကြံဆုံးမလိုက်တဲ့ဆုံးမတယ်အနစ်ချုပ်လိုက်ရင်မကောင်းတဲ့စိတ်မဖြစ်ဘူးကောင်းတဲ့စိတ်ဖြစ်ဖို့စိတ်ကိုရှင်အောင်ထားဖို့ဒါပါပဲအဲ့ဒါဖြစ်ဖို့ဆိုရင်ဘာနဲ့လုပ်ရမလို့တတိနဲ့လုပ်ရနေဒါကြောင့်မြတ်စွာဘုရားအပမဒိနသမ္ပတိဌာနဲ့အနစ်ချုပ်သွားခဲ့တာတဘပပတအာကရဏကုသလတဥပတမနာသစိတပိယောတပနဣတံပုရဏသ ်ရှင်တာကမြတ်စွာဘုရားဖြစ်စေခြင်းနဲ့ဆန္ဒအဲ့ဒါကိုဗာနဲ့ပုံဖော်မှာတော့အပမဒိနာတပ္ပတိဌာနဲ့ပုံဖော်ရမှာဖြစ်တဲ့နာမကောင်းတာဖြစ်ဖို့ကောင်းတာဖြစ်ဖို့စိတ်ကိုရှောင်ထားဖို့အဲ့ဒါလေးဖြစ်အောင်လုပ်ရမှာနိလအပမဒိနာတပ္ပတိ နာကိုယုံ nant သဘာဝတွေဟာဆင်းဆက်မပြတ်ဖြစ်ပေါ်ပြောင်းလဲနေတာကိုယ်တည်ထားခြင်းတဲ့အချိန်နဲ့ထားလို့ရတယ်အချိန်ရွေးစရာမလိုဘူးနေရာရွေးစရာမလိုဘူးခန္ဓာကိုယ်အနေထားရွေးစရာမလိုဘူးကြိုက်တဲ့အချိန်မှာအမြင့်မြတ်ဆုံးဒီကုသိုလ်ကောင်းမှုကြီးကိုလုပ်လို့ရတယ်ဌာနတိလသမารိပညာကုသိုလ်ကောင်းမှုအုပ်စုကြီး၄ခုအစဉ်အတိုင်းရှိတဲ့အနေမှာ တိမြဲမှုအိဋ္ဌာကိုသိတဲ့ပညာဆိုသောကုသိုလ်သည်ထိတ်ဆုံးမှရှိ၏အဲ့ဒီကုသိုလ်တို့ကိုရအောင်ခုစူးစမ်းနေတာလုံဖြစ်သွားတာပေါ့ကဲဘုန်းတို့15မိနစ်လောက်ရှိပါပြီเนาะအဲ့လိုဆိုလို့ရှိရင်ဒီနေ့ကုသိုလ်တွေတော်တော်စုံသွားပြီပြောရအောင်ဟုတ်လား ဒါနသီလသမာဓိပညာဟုတ်လားဒီကုသိုလ်ကောင်းမှုတို့သည်ကောင်းမှုဆိုတဲ့အတိုင်းကောင်းတဲ့အမှုတွေဖြစ်တဲ့အတွေ့အကြုံကောင်းညိုချမ်းသာကိုဖြစ်စေလိမ့်မယ်ဟုတ်လားအတော့ကောင်းညိုချမ်းသာကိုဖြစ်စေတဲ့အရာမှလည်းပဲနောက်ဆုံးယေရှုဘုရားဆုံးမခဲ့တဲ့အတိုင်းဒီမှာချမ်းသာကိုတောင့်တပြီးတော့ဒါနသီလသမာဓိပညာကောင်းမှုကိုပြုရမယ်လို့ဆုံးမထားတဲ့အတိုင်းဒီမှာချမ်းသာကိုဖုန်းတို့ကြီးရကြရမယ်ဆန္ဒပြုကြရမယ်ဟုတ်လား ကာယတင်းလေးပြုလို့အထုအတော်ဒါနတိလံတပါးရပညာကုသိုလ်ကောင်းမှုအစုစုတို့ရဲ့အစွမ်းတတ္တိကြောင့်ဘုရားတပည့်တော်တို့ဒီမညာပူညာမြင့်လေးပါကိုလင်းမြန်ထုတ်ချောင်းမြတ်မောပြုပရစေကုန်တော်ဟုပတ္တနာအောင်စုပြုကြကုန်ရာတည်းအာ